ားလုံးမမင်္ဂလာပါဒီနေ့ဒီရက်ဒီမဲ့တင်ရတာကတော့အခန်းလေးတကြည်ငန်းလေးသမားနေ့ကနံပါတ်1နဲ့ပဲဖြစ်ပါတယ်နံပါတ်1မှာဆိုရင်အောက်ပါမြောင်းလက်တို့ကိုတဲ့နော် a y into h minus y equal to h square minus y square ပုံစံနည်းတို့ရတော့ပါတယ်အဲ့ဒါဒီချက်တင်တဲ့ဒီမှာတော့နော်နှစ်တကိမကုဌာနာချင်းဆိုရင်အပေါင်းတကိနှုတ်တကိရရလို့ဆိုသင်ခဲ့ပါတယ်အဲ့ဒါအပေါင်းတကိနှုတ်တကိဆိုလို့ရှိရင်နှစ်တကိနှုတ်ဌာနာချင်း နမကင်းဆိုတာကရောရှေကရဲ့နှစ်ထက်နောက်ကရဲ့နှစ်ထက်ကိုခြားနာတယ်ဆိုတာကနှုတ်တာပါ။အဲ့နမကကြီးမှာဆိုရင် p မိုင်းနဲ့ဂျူတပင် p ပလက်ဂျူတပင်ပေါ့နော်။အခုကပြောရမယ်ဆိုတော့ဂွင်းနှုတ်ကိုမြောက်ထားတာပေါ့နော်။အဲ့ဒါ p မိုင်းနဲ့ဂျူ into p ပလက်ဂျူ။အဲ့လိုမျိုးအပေါင်းတစ်ခွေးနှုတ်ပြီးရှေကင်းလည်းတူရဲနောက်ကင်းလည်းတူရဲအပေါင်းတစ်ခွေးနှုတ်ကိုလည်းဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုဆိုတော့နှစ်ကင်းနှစ်ခုခြားနာခြင်းနဲ့တွက်ပါတယ်။နှစ်ကင်းနှစ်ခုခြားနာခြင်းဆိုတာရှေကင်းနှစ်ထက်နောက်ကင်းနှစ်ထက်ကိုနှုတ်ပြီးတာပါ။ဒါကြောင့်မလို့ p - 2 into p + 2ကိုဆိုပြန်ရတဲ့အခါမှာ p² - 2² ဆိုပြီးတော့ရပါတယ်။ဒီမှာကာပြီးလဲတိုင်းမဲ့ e + 7တပင် e - 7တပင်ဆိုလို့ရှိရင်ဒီတော့အဲ e နှစ်ထက် -7 နှစ်ထက်ပေါ့နော်အဲ့လိုမျိုးရေးလို့ရပါတယ်။အဲ့ဒီမှာဒီတော့ပြန်ပြီးတော့တွက်လို့ရတဲ့အခါက e နှစ်ထက်နဲ့ခုနှစ်နှစ်ထက်ဆိုတာကခုနှစ်နှစ်ခါမြောက်တာပါ။ခုနှစ်ခုနှစ်ကြီး49ဖြစ်ပါတယ်။ဒီမှာကငယ်ရကျတော့5 d တပင်5 - d တပင်ဒါဆိုရင်ဒီတော့ခြေခဲနှစ်ထက်ဆိုတာ9နှစ်ထက်နောက်ခြေနှစ်ထက်ဆိုတော့ဒီနှစ်ထက်နောက်အမှန်မှန်နှုတ်ကပါပါ။ ပေါင်းပါရတာပါเนาะဒါကအစမ်းသားချင်းဆိုတော့နှုတ်ကမှာပေါ့เนาะဒါပြင်9နှစ်တက်က25ဖြစ်ပြီးတော့ဒီနှစ်တက်ကတော့ဒီနှစ်တက်ပဲအမကြီးကအနှုတ်တွေပြရမှာဆိုရင်အပေါင်းတွေလောက်ရပါတယ်เนาะဒီလိုအားလုံးပဲဖြစ်ပြီးတော့ကျွန်တော်ဖတ်ပေးကြပါเนาะဟုတ်ပါတယ်မက်ကကြီးမှာကြောရင် 4p 32 into 4p 32ဒါပြင်ကျွန်တော် 4p နှစ်တက်32နှစ်တက်ကိုခြားနာပေးရမယ်ဒါပြင် 4p နှစ်တက်ကကျတော့အဲ့ဒီမှာမနှစ်တက်တင်တာရင်အဲ့ဂွင်းနှင်းကငကိန်းနေတဲ့ကိုသက်ဆန္ဒဖြစ်တယ်ဗျ၄နှစ်တက်2နှစ်တက်ဒါပြင်၄နှစ်တက်က 16 16 b square ပေါ့နော်နောက်ကခွေးမှလည်းအတိုင်းပဲ32 square ဆိုတာက3နှစ်ထက်2နှစ်ထက်ဒါပြင်3နှစ်ထက်က9ပြီးပြီးတော့2နှစ်ထက်က2ပြီးတော့90 square ပါနံပါတ်5ပါနံပါတ်5က 2b 1 2b 1ဒါပြင်ဒီက 2b square နဲ့1 square ပေါ့နော်နောက်ပြရပါတယ် 2b square ကကြာကျိုးရပါတော့အဲ့ဒီဘောကရှိတဲ့နှစ်ထပ်ကဒီနှစ်နဲ့လက်ဆိုင်နဲ့၄နှစ်နဲ့လက်ဆိုင်နဲ့ဖြစ်တဲ့လေနှစ်နဲ့ထပ်က၄ square ပေါ့နော် 4b square တင်းတစ်ခါကတော့ကျုပ်တစ်ပဲရတော့1ဟုတ်ပြီနော်ဒါကြောင့်နံပါတ်စာလုံးမှာနံပါတ်စာလုံးမှာလည်း 2y 3တတိယတွင် 2y 3တတိယရှိပါတယ်အဲဒါရင် 2y² 3 square ဖြစ်တာပါ 2y² ဆိုတော့ကျုပ်ကအဲ့ဒီနှစ်ပွားနှစ်ထပ်ကအကုန်လုံး20ဆန်တာဖြစ်တယ်အနည်းနဲ့လीလေးနော် 4y² နောက်က3ထပ်ကတော့9ရပါတယ်စာလုံးမျိုးရဲ့စလိမ်မှာစလိမ်ရတော့ z2 plus 9 z2 minus 9သူရဲ့အဲ့ဒါကြီးတော့အဲ့ဒါကနော် ရှေ့ကင်းရဲ့နှစ်ထပ်နောက်ရဲ့နှစ်ထပ်ဆိုရှေ့ကင်းကဇက်တိပြည်နေတဲ့ဇက်တိပုံမှာကျတော့နှစ်ထပ်တရပါတယ်။ဒါကကိုကနှစ်ထပ်ပါ။အပြင်ဇက်တိပုံမှာနှစ်ထပ်တရလို့ရှိရင်ထကင်းပုံမှာတင်းထကင်းတင်လို့ရှိရင်ထကင်းချင်းချင်းမြောက်ပေးရတယ်။ဒါကြောင့်မို့နှစ်ချက်တက်ဖြစ်ပါတယ်။ကိုးနှစ်ထပ်ကကျတော့ကိုးနှစ်ခံရတာဖြစ်တဲ့ကိုကိုကြီးရှိသက်တည်ပါနော်။ဟိုကစလေးဇာဝဲပါ။ဇာဝဲမှာကျတော့ 5k black 2x3 နဲ့ 5k black 2x3 နဲ့ 5k mine နဲ့ 2x3 ပါ။ဒါလို့ရှိရင်ဇာ 5k နှစ်ထပ်နဲ့ 2x3 နှစ်ထပ်ဖြစ်ပါတယ်။ တက်ကြီးနှစ်ထက်ကကြတော့9နှစ်ထက်က25ရပြီးတော့ k square ရတယ်2 by 3နှစ်ထက်ကကြတော့ကျတော့ byway နှစ်ထက်နှစ်နဲ့လဲဆိုင်တယ် byj 3နဲ့လဲဆိုင်တာဖြစ်တဲ့တဲ့ byway နှစ်နှစ်ထက်ကကြတော့4ရပြီးတော့ byj 3နှစ်ထက်ကကြတော့9ရပါတယ်ဟုတ်နော်ဆမ်းမြေဇဲကကြတော့3 by 2r နဲ့3 by 2r plus 1 by 3s နဲ့3 by 2r minus 1 by 3s ပါဒါဆိုရင်ရှေ့ခင်းနှစ်ထက်ဆိုတော့3 by 2r square နောက်ပိုင်းနှစ်ချက်ဆိုတော့1 by 3 SK အဲ့ဒါကိုဆိုတော့ခြားနာချင်းဆိုတော့ကြာအလေကောင်မှာအနှုတ်လက္ခဏာလေးတက်ပါမယ်3 by 2အာနှစ်ချက်ဆိုတာကလည်းသူတို့ပိုင်းဝင်နှစ်ချက်ဆိုတော့ပိုင်းဝင်က3 3 4ပိုင်းကျင်နှစ်ချက်ဆိုတော့ပိုင်းကျင်ကနှစ်နဲ့နေလေးနော်အဲ့တော့9 by 4 SK ဖြစ်ပါတယ်နောက်ကဝင်ရကြတော့လည်းအဲ့ဒါပဲ1နှစ်ချက်ကတက်ပြီးပြီးတော့3နှစ်ချက်က9ဖြစ်ပါတယ်ဒါကြောင့်1 by 9နောက်က S ကလည်းသူအနှစ်ထက်နဲ့ဆက်လာဖြစ်တယ် SK ပါကဲနောက်တစ်ခုကနံပါတ်2ပါပေးထားသောပုံတွင်လည်းအနားတစ်ဖက်အလျာ A ရှိသော စရိယန်းကြီးနဲ့နောက်တစ်ပတ်အလေရာပြီးရှိတော့စရိယန်းငယ်တစ်ခုကိုတက်ထားပါရယ်စရိယန်းကြီးမှစရိယန်းငယ်ကိုဖြတ်ထုတ်မှာဖြတ်ထုတ်မှာဆိုတော့ကျွန်တော်နှုတ်တော်ကိုပြောရမယ်နော်ကြံရှိတော့အေရီယာကိုသုံးပြီးပြောရတဲ့ဒီငတကိန်းတစ်ခုခြားနာခြင်းဟာအပေါင်းတစ်ခုနှုတ်ရင်းဖြစ်ကြအောင်ပေါ်လို့ပါနောက်ကျွန်တော်ပုံစံနီးမကန်ချောင်းကိုပေါ်လို့ခိုင်းတာပါ a square minus b square equal to a plus b into a minus b ဖြစ်ကြအောင်ကျွန်တော်သတိပြရမယ်အရင်ကျွန်တော်ပရမတ်တော့အရောင်ခြေထားတော့အေရီယာကိုလို့ရှင်အရောင်ခြေထားတော့အေရီယာအကြီးရဲ့အေရီယာကတို့ a square minus b square ဟမ် algebra area a square minus b square ဖြစ်ပါတယ်အဲ့ဒါကဘာလို့ a square minus b square ဆိုတာကလဲဆိုတော့ဒီအကြောင်းကြီးသူ့ရတယ်ဒီပြောမယ်ဆိုစတူရဲ့အကြီးရကြတော့သူ့ရဲ့ area ကကြတော့ဟိုအလျားကလည်း a အနံကလည်း a ဖြစ်တဲ့အလျားနဲ့နဲ့ပြတော့ a square အဲ့ဒီနေရာမှာဒီလိုကနော်ဘောင်နုကမလဲဆိုရင်စူရဲ့အသေးလေးအရောင်းမချေတတ်တဲ့စူရဲ့အသေးလေးထုတ်တော့ပါပါသူကကြတော့ အနေနဲ့လည်းဘီအနယ်လည်းဘီဖြစ်တဲ့အတွက်ကျတော့ဘီစကဲဖြစ်ပါတယ်။အကြောင်းမို့အရောင်ကျနာသောဧရိယာကလူကျင်လို့ရှိရင်ဒီစူရန်ကြီးနော်စူရန်ကြီးရဲကနေပဲစူရန်ပြေးလို့ရှိလို့ကနှုတ်ပြရတာဖြစ်ပါတယ်။ a square မိုင်းနဲ့ b square ဖြစ်ပါတယ်။နောက်က ay ဧရိယာနော်ဒီတောင်းမှာစူရန် a1 မှာလို့ရှိရင်ကျတော့ပြီးရအလေရကပါတော့ဒီ a ဘေးဒီအနာက a နော်အဲ့တော့ a နဲ့နော်အနံနဲ့မြောက်ကမှာအနံကကြာကျတော့ဒီမှာဒီ a1 မှာလို့ရှိရင်သူက ပုံမှန်ပေးရတာအလဲရကဒီအစနေအဆုံးဒီ A1 A2 နှစ်ခုပေါင်းမှ A လို့ပေးရတာလေအဲ့မှာ A2 ရဲ့ area A2 ရဲ့အလဲရက B ဖြစ်တဲ့အတွက်ကျတော့ဘာတော့အရှေ့ကြီး A တွေကနေပြီးတော့ B ကိုလှုပ်ပေးရပါတယ်ဟုတ်နော် A အရှေ့ကြီးတွေကနေပြီးတော့ဒီမှာဒီဒီဘက်က A2 ရဲ့ area လေးကိုလှုပ်ပေးလိုက်မှကျတော့ A1 ရဲ့ area ကိုရက်မှာပါနော် A1 ရဲ့အလဲရပေါ့နော်ဒါကြောအနံကတော့ A ပေါ့နော်အနံကတော့ဒီပဲ B ကဒီမှာဆွဲထားတဲ့ဟာက A ဒီကတော့ပိုင်းမရှိဘူးပေါ့နော်ဒါပေမဲ့ အပေါ်ကအလဲရမှာကြတော့ဒီအပေါ်ကဂိမ်းကြီးအဲ့ဒီဘောက A1 နဲ့ A2 ပေါင်းထားတဲ့အလေရမှာကြတော့ तू ကကြတော့ A1 ရဲ့ area က A တခုလုံးမဟုတ်ဘူးเนาะ तू က A1 နဲ့ A2 ပေါင်းမှာ A ဖြစ်တဲ့အတွက်ကျတော့ A1 ကိုလို့ချင်းเนาะအဲ A1 နဲ့ A2 နှစ်ခုပေါင်း A A A ရဲ့ကနေအလေရ A ရဲ့ကနေပြီးတော့ကျတော့ A2 ရဲ့ area ဖြစ်တဲ့ A2 ရဲ့ A2 ရဲ့အလေရဖြစ်တဲ့ဒီလေးကိုကျတော့နှုတ်ပြရတာပါအဲ့ဆို A2 ရဲ့ area လည်းအတိုင်းပဲသူရဲ့အလေရကတော့ပါတော့เนาะအလေရကတော့ B ပေါ့เนาะ तू က B သူ့ရဲ့အလေရကတော့ B ပဲဒါပေမဲ့ အနံကိုကြတော့ကျွန်တော်ကျွန်တော်ပေါင်းပြီးတော့နှုတ်ပြရတယ်ဘယ်တွေကနှုတ်မလဲဆိုရင် A တွေကနေပြီးဒီဘက်ကအောက်က B လေးကိုနှုတ်ပြရမှာဟုတ်နော် A2 ကကြတော့အောက်ကအကွက်ကလေးဒီဘာမှအယောင်ချင်တဲ့အကွက်ကလေးကိုနှုတ်ပြရမှာဖြစ်တဲ့ residual A- B ဖြစ်ပါတယ်ဒါကြတဲ့အယောင်ချင်တဲ့ area လို့ရှင်ကျွန်တော် A1 နဲ့ A2 နဲ့ဘာလို့ပြရလဲဆိုတော့ပေါင်းပြရမယ်နော်အယောင်ချင်တဲ့ area လို့ရှင်ဒီ A1 area နဲ့ A2 area နဲ့ပေါင်းပြရမှာပါဒါပြင်ရောင်ကျတော့တဲ့ area ကဥပမာရတဲ့ a2 b2 a1 ရဲ့ area က a a b A2 ရဲ့ area ကျတော့ B- A B into A- B ဖြစ်ပါတယ်။အဲဒါကျတော့ဝင်နဲ့ဝင်မြောက်မယ်။ A ဒီရှေ့ရခွဲမှာပြင် A နဲ့ A နဲ့မြောက်တော့ A square ရမယ်။ A နဲ့ B နဲ့မြောက်တော့ -A B ရတယ်။အဲ plus ရနောက်မှာကျတော့ B နဲ့ A နဲ့မြောက်တော့ A A B ရတယ်။နော်။အဲနောက်က B နဲ့ -B နဲ့ကျတော့ -B square ရရမှာနော်။အဲဒီကျတော့အလဲကောင်မှာရှိတဲ့ -A B နဲ့ +A B နဲ့ကြည်ဝါးတဲ့အခါမှာဘာကျန်လဲဆိုရင် A square -B square ကျန်ပါတယ်။အဲဒီရောင်ကျန်တော့ area က A square -B square ပေါ့နော်။ အဲ့ဒီကအမှန်မှန်တော့ scale minus b scale တူတာက a plus b နဲ့ a minus b ဖြစ်ပါတယ်။ဒါကြောင့်မို့သူကသူကတရားဖြစ်တာပေါ်လို့ကတဲ့ခါမှာသူဒီရှိတော့ပေါ်လို့လိုက်လို့ရပါတယ်ဗျာနော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒီကဒီကနေဒီသမား1ကနံပါတ်1နဲ့2နဲ့ပြူပါပြီ။စုံနေကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။